်မင်္ဂလာပါရှင် ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။မအားလကြဆုံးဖို့ရက်မဝေးတော့ပါဆိုရင်ဆောင်းပါတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအင်မတန်ဝမ်းနည်းကြီးကွေးစရာကောင်းတဲ့ရသက်တပတ်တစ်ခုကျော်လွန်လာခဲ့ပါပြီ။ဒါကစစ်တပ်ကဟန်ပြကြီးညာတဲ့ဝမ်းနည်းခြင်းအထိမ်းအမှတ်ရသက်တပတ်ကိုညှိညွတ်တာမဟုတ်ပါဘူး။ငလင်ပေးတန်တဲ့ပြည်သူတွေနဲ့တူလိုက်ပါခန်းစားကြတဲ့ကုညီသူပုတ်ကလီကအလူရှင်နေနဲ့တူလိုက်ပါခန်းစားကြတဲ့ဝမ်းနည်းရမှုကိုပြောတာပါ။နိုင်ငံပေါင်း15နိုင်ငံကအရှိပေါ်ကဲဆဲတွေနဲ့အလွန်မဲအပြင်းမခံကူညီခဲ့ကြတာကိုတွေ့ရမှာပါ။သူတို့ရဲ့ ့နီးပညာတာလွန်ကောင်းမှုတွေကြောင့်လူတချို့အသက်ဘေးကကယ်ဆယ်နိုင်ခဲ့တာလေအားလုံးမြင်တွေ့ကြမှာပါပဲစစ်တပ်ကတော့သူတို့တတ်တာသွားတဲ့အတွက်ကြိတ်ပြီးကြီးနှက်နေမှာဖြစ်ပေမဲ့ပြည်သူတွေကတော့စိတ်ရင်းစေတနာမှန်နဲ့ကျေးဇူးတင်နေကြရတာဖြစ်ပါတယ်ကဘာစည်းမှာဘလို့ဆုံးယုံမှုတွေရှိနေပါစေစေတနာမှန်နဲ့ကုညီဖိမမှုတွေကလည်းရှိနေတာတွေ့ကြရတာပါကပ်ပီးဒုက္ခတွေပေါ်ကနေစစ်တပ်ရဲ့နိုင်ငံရေးစီးပွားရေးအမျက်ထုတ်လှုပ်ဆောင်မှုတွေရှိသလိုစိတ်ရင်းစေတနာအမှန်နဲ့ပြည်သူအချင်းချင်းကုညီနေတာတွေကတော့မျက်ရည်ဝဲလာအောင်ခံစားကြရတာပါတစ်ဖက်မှာလည်းမြန်မာလူအဖွဲ့ ီရဲမှာမင်းစုမင်းညင်းနဲ့လက်ပါစီတွေဘလို့ပဲနေရယူခွတုံနေပါစေလူကြားထဲမှာလူသားဆန်တဲ့စိတ်ဓာတ်တွေအပြည့်အဝရှိနေကြတာဖြစ်တဲ့အတွက်ကြည်နဲ့ဝမ်းမြောက်ကြပါရစေ။စကိုင်းပြည့်ပြည့်လို့ခေါ်တဲ့ငလင်းချောင်းဟာမြန်မာနိုင်ငံအလေပဟိုတဲကနေဖြတ်သွားခဲ့တာဖြစ်ပါရစေ။ဒီပြည့်ရည်ကနှစ်ပေါင်း90တရာလောက်မှာတစ်ကြိမ်ပြင်းထန်တဲ့ငလင်းတွေလုံလိရှိတာကိုမြန်မာရောနိုင်ငံတကာကပညာရှင်တွေကပါသတိပေးထားတာကိုတွေ့ရှိခဲ့ရပါတယ်။ဒါကြောင့်အရင်ဆုံးရလက်ထက်ကအရေးပေါ်ကဲစိန်ဖွဲ့ပြီးလေ့ကျင့်မှုတွေလုံဆောင်ခဲ့တာဖြစ်ပါရစေ။လိုအပ်တဲ့ပစ္စ စည်းတွေစုဆောင်းထားရှိကတဘာဝဘေးရန်တွေအတွက်ရန်ပုံငွေကျပ်ဘီလီယံ900လောက်တည်တံဖဲထားခဲ့တာနဲ့အရေးပေါ်အသုံးပြုနိုင်ဖို့ရဟန်းငင်တက်စင်မှာအသင့်ဝဲထားခဲ့တာဖြစ်ပါတယ်။ တက်တိနာလည်းပြီးပြည်သူအတွက်ကောင်းကျိုးရှိစေမယ့်ဆောင်ရွက်မှုမှန်သမျှဟာစစ်တပ်ကအာဏာယူရတဲ့အတွက်မျက်စိစပင်မွေးစူးစရာဖြစ်ခဲ့ပါတယ်။မန္တလေးကိုစမတ်စီတီဖြစ်အလင်းမြန်ဆုံးပြောင်းလဲနိုင်ခဲ့တဲ့ဝန်ကြီးချုပ်နဲ့မြို့တော်ဝန်တို့ကိုဖမ်းဆီးထောင်ချခဲ့တဲ့ဝန်ကြီးချုပ်ဦးစော်မြင့်မောင်ကကင်ဆာရောဂါခံစားနေရပြီးဆေးဝါးကုသမှုအလုံးလောက်မရရှိပဲကွယ်လွန်ခဲ့ရပါတယ်။နမဲကြီးမျက်စိအထူးကုဆရာဝန်ကနေမြို့တော်ဝန်တာဝန်ကိုရယူခဲ့တဲ့ဦးရဲလွင်ကမန္တလေးကိုကောင်းအောင်လုပ်ရမှာသူအိတ်နေတဲ့က ူအိတ်ထဲကပတ်စံအောင်စိုက်ထုတ်လုပ်ခဲ့တာပါစစ်တပ်ကသူတို့မလုံနိုင်တဲ့ကောင်းမှုလုပ်ခဲ့သူတွေကိုအညှို့ထားပြီးဖမ်းဆီးထောင်ချခဲ့တာဖြစ်ပါတယ်။တနက်ကင်ထားပြီးကြောက်အောင်နောက်ပဲရှိတဲ့စစ်တပ်ကောင်းဆောင်တွေကတဘာဝဘေးဒဏ်အတွက်သုံးဆွဲဖို့အရန်စုဆောင်းထားရှိတဲ့ရှမ်းပုံငွေတွေကိုနှီးဆက်ရလုပ်ငန်းရှင်တွေကိုထုတ်ချေးပစ်ခဲ့တဲ့မမမကန်သုံးဆွဲပစ်ခဲ့ကြတာဖြစ်ပါတယ်။တကယ်ဖြစ်လာတော့ဘာပြင်ဆင်မှုမှမထားရှိထားလို့ဘာရှမ်းပုံငွေမှလည်းသုံးစရာမရှိတော့ပါဘူး။ငလင်ကအမန္တလေးစကိုင်းနာတဝိုင်းမှာပဲထိခိုက်ခဲ့မယ်ဆိုရင်မာအလာကဒီလောက်ကင်းဆိုင်နေမှာမဟုတ်ပါဘူး။အခုတော့ တို့ရာသက်ပံမင်းလို့ဖို့ကြံစီထားတဲ့နေပြီးတော့နေစင်ယုံကျုံမှာပါအကြီးအကျယ်ထိခိုက်ပျက်စီးခဲ့လို့မျက်စိကလည်းစံပြပြပြီးနိုင်ငံတကာအကူအညီတွေမရှက်မကြောက်တောင်းလာရတာပါပဲ တန်းရွှေရီတုံးကနာဂင်မုံနိုင်ဝင်တော့အကြောင်းလွန်ပြီးနိုင်ငံတကာအကူအညီတွေလက်မခံခဲ့ဘူးနောက်ပိုင်းကျမှလက်ခံခဲ့တာအခုမှအလားကတော့လူမျိုးတုံးတပ်ဖြတ်မှုနဲ့အာဂျင်တီးနားတရားရုံးကဖန်ဝန်းထုတ်ခံထားတော့နိုင်ငံတကာအကူအညီလက်ခံတာနောက်ကကျွေးထူမပူတန်းထူမရဆိုသလိုထူပြီးတော့မကြောက်တော့ဘူးပေါ့နိုင်ငံတကာအကူအညီတွေကိုငတ်ပြတ်ပြီးစစ်ဝတ်တောင်ကောင်းကောင်းမရှိတဲ့စစ်တပ်သူ့အတွက်များယူထားပြီးပြည်သူတွေကိုတော့ဟန်ပြနေနေလောက်ပြီးဝေလိုက်ရုံပဲဆိုတဲ့အယုဒ္ဓမာစိတ်ကရှိပြီးသားမဟုတ်လားစစ်သားတယောက်တိုင်းပြည်အုပ်ချုပ်တယ်ဆိုရင်အလုံးက S1N D, လောက်တာကြီးပါမယ်အခုလဲသတင်းနေမှာနေရာတကာစကိုင်းကလွှင့်ရင်စကိုင်းကိုတော့သူထိုင်ကုန်ဆွဲလုတဲ့နေရာဖြစ်လို့အညိုအတီးနဲ့ကြောင်ရွံ့နေတာဖြစ်နေတာပါအခုစရဲလောက်နေမှာသွားတယ်ဆိုလို့ပြောပါတယ်စကိုင်းကိုဘလောက်ကြောင်ရွံ့နေလဲဆိုတော့ငလင်ကိုစကိုင်းငလင်လို့မခေါ်ပဲမန္တလေးငလင်လို့ခေါ်ရမယ်လို့စော်မဲလုံးကထုတ်ပြန်ကြေညာလာပါတယ်ရှောက်သွားပြီးလက်ညိုးတထိုးထိုးနဲ့ဘာမှနားမလဲတဲ့ကိစ္စတွေကိုစီစဉ်ညွှန်ကြားနေတာတွေ့ရမှာပါဒီလိုနဲ့ပဲတန်းရွှေကြီးလက်ထက်နှစ်20ကျော်နုံနစ်ခဲ့ပြီးမအားလာလက်ထက်မှာတော့ဖုံးကန်လုံးဝမရှိတဲ့မင်းစိုးမင်းညစ်တို့လက်ထက် ဲ့ကြုံရချက်တွေအတိုင်းပြည်သူကလက်မခံရုံသာမကမဟာပထဝီမြေကြီးကတော့မနေနိုင်လို့လှုပ်ခါနာရတာမဟုတ်လားဘီလင်ကိန်းကန်းတွေရာကောရှိအတိတ်တပေါင်းတွေအရာပါအာနာယုတတိုင်အတွက်ကောင်းကွက်တစ်ခုမှမရှိပါဘူးပြည်သူငဲ့ညာလို့သာ NUG နဲ့ EEO တို့ကရှာရီတစ်ဖက်သက်အပြစ်ရထားတာပါဒီအချိန်မှာအင်အားစုပြီးနပတကိုတော့တင်းလို့ရနိုင်တာဖြစ်ပါတယ်စစ်တပ်ကတရုတ်ကူညီရှင်နဲ့ကိုပြစ်ခတ်လိုက်ပြီလို့တရုတ်ကြီးအကြိုက်အပြစ်ခတ်ရဲစင်ကြီးညာခဲ့ပေမဲ့သူ့ဘက်ကအခြေအနေတွေစိုးနေတာပေါ့တော်လိုင်းအင်အားစုရဲ့အခွင့်ကောင်းရှုသွားမှာကိုစိုးရင်ပြီး ကြိုကန်တဲ့အနေနဲ့အလျင်နဲ့နေရာဆောင်လိုက်ပြီးပုံကျဲနေတာပါပဲ ဒါဝိမဲ့သူအစိုးရင်ဆုံးကိစ္စတွေကရှောင်လွှဲလို့ရမှာမဟုတ်ပါဘူး။နေမြေတွေဓာတ်ထပ်ပိုဆုံးရှုံးလာမယ်။စစ်သားတွေဓာတ်ထပ်ပိုတည်ကြရမယ်။တကယ်တော့မအားလာတက်ကအစိုးရဆင်မဟုတ်တော့ပဲမြန်မာမှာရှိနေတဲ့တပ်ပေါင်းများစွာတွေကတာမန်တက်တက်အဖြစ်ကိုရှော့ချလာပြီးမယ်ဖြစ်ပါတယ်။စစ်တပ်ရဲ့လူသက်လက်နက်ထုတ်စရုံတွေပိုပြီးထိခိုက်ပျက်စီးလာမယ်။နောက်ဆုံးနေပြည်တော်အပျက်စီးတွေကိုသူ့ဘက်လုံးမှပြန်လဲတိစောက်နိုင်မှာမဟုတ်ပဲဆုံးခွာထွက်ပြေးရမယ်အချိန်တွေမုတ်ချရောက်လာတော့မှာဖြစ်ပါတယ်။ပြည်သူပေါ်စေတနာနည်းလို့နဲ့စစ်ကောင်းဆောင်တွေရဲ့ကံကြမ္မာဟာဘလို့မှ သိမ်းမကောင်းနိုင်ပါဘူးနိုင်ငံခြားခီးစဉ်ဆိုရင်သူကိုယ်သူလူရဝင်ပြီဆိုပြီးမြောက်ကြွမြောက်ကြွနဲ့အလွန်တက်ကြွတယ်မအားလားကဘင်းစတက်အစည်းအဝေးသွားတက်ပြီးအင်တာပိုကိုကြောက်လို့ညာကြီးချိန်မတော်ကတုတ်ကရိုက်ပြေးလာခဲ့ရတယ်လို့ ICC ဖန်ဝရန်ကလည်းထပ်ထွက်လာအောင်မှဖြစ်လို့တသက်လုံးဝရန်ပြေးဖြစ်နေမှာပါပဲအခုအရှိပေါ်ကုညီကဲစေးတွေကပြန်ကြတော့မှာပါလာမယ့်ကာလမှာပြန်လဲတီဆောင်ရေးလုံးကြာမှာပါစာကစာပတ်ကပေါ်ရွှတ်စွာဆောင်ရွက်ခဲ့တဲ့ကြားကပြည်သူတွေရဲ့စူးစမ်းရုံးကံမှုနဲ့ပြန်လဲထူထောင်ကြမှာပါဒါပေမဲ့ဒေါ်လာဘီလီယံနာနဲ့ချီကုန်မဲ့နေပြည်တော် ော့ပြန်လဲတည်ဆောင်ရေးကိုမအားလာဘလို့မှလုံနိုင်မှာမဟုတ်ပါဘူး။ဝါစီကအလွန်ကြုံရိုက်ထုတ်နေတဲ့ကြံ့ငွေတွေကိုစင်ရေးအတွက်ပဲသုံးနေမှာဖြစ်လို့နာပါတာအုပ်ချုပ်ရေးပြန်လဲနလန်ထူလာတော့မှာမဟုတ်ပါဘူး။လူတို့အနေနဲ့ကတော့ကိုဘသာကိုပဲစူပောင်းအားနဲ့ဖြည့်ရှင်းကြရမှာပါ။ပြည်သူအပေါ်တာဝန်ခံမှုမရှိတဲ့အာဏာယူတွေကိုပြည်သူအားနဲ့ပဲဖြုတ်ချတုတ်တင်ပြင်ရမယ်အချိန်ကာလကလည်းမဝေးတော့ဘူးလို့ဆိုပြရစေဆိုပြီးစောင်းပွားမှာရှိတာထားပါရဲ့။ ဆက်လက်ပြီးမုံရွာမျိုးအမတ်နှစ်ရဲစခန်းမှာဒူရဲအုပ်အေးတန်းထွန်းက G3 rifle တလန်းနဲ့ကြည်အချို့ယူဆောင်လာပြီးအလင်းဝင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းမုံရွာမျိုးအမတ်နှစ်ရဲစခန်းမှာဒူရဲအုပ်အေးတန်းထွန်းက G3 rifle တလန်းနဲ့ကြည်အချို့ယူဆောင်လာပြီးအလင်းဝင်ရောက်လာခဲ့ကြောင်းမုံရွာခရိုင်အမတ်25တရင်တမန်နီကသတင်းဌာနကိုပြောပါရယ်။ AB လ9ရက်နေ့မှာအမတ်နှစ်ရဲစခန်းမှာဒူရဲအုပ်အေးတန်းထွန်းကအလင်းဝင်ခိုးလုံလာခဲ့တာဖြစ်ပြီးတက်ခွဲလီတက်ခွဲမှုနဲ့ချိတ်ဆက်ပြီးနေမြေကန်တရင်20နှစ်အကူအညီနဲ့တွားရောက်ခေါ်ယူခဲ့တာဖြစ်ကြောင်းသိရပါ ပါတယ်။အလင်းဝင်ရောက်လာသူရဲ့စာတီမိသားစုရှင်ရစီပို့ဆောင်ထားပါတယ်။အလင်းဝင်ရောက်လာသူတွေအတွက်ကိုလည်းကျွန်တော်တို့ဘက်ကနှွေးထွေးစွာအမြဲစောင့်ကြိုနေပါတယ်။နောက်ပြီးသူတို့ရာသင်ရထိုက်တဲ့အခွင့်အရေးတွေကိုလည်းအပြည့်အဝပေးထားပါတယ်လို့မုံရွာခရိုင်အမှတ်25တန်ရင်မူတမ်မဏီကပြောပါတယ်။မုံရွာခရိုင်အမှတ်25တန်ရင်အနေနဲ့ပေါ်တာဆွဲခံရပြီးပြန်ထွက်လာခြင်းသူတွေကိုလည်းအနေနဲ့ကင်းကင်းနဲ့ကဲထုတ်ပြီးခဲ့ခြင်းတွေရှိကြောင်းအခုလပိုင်းမှာတော့မုံရွာခရိုင်အမှတ်25တန်ရင်တန်အလင်းဝင်ရောက်လာသူ6ဦးတိရှိပြီဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိ body shame. ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်လာတဲ့မာရန်တိုင်နယ်ရဲစခန်းမှုရှင်းအုံမင်းအောင်စိုးဦးဆောင်တဲ့ရဲတပ်ဖွဲ့ကိုတိုက်ခိုက်မှုရဲစခန်းမှုအပါအဝင်ရဲတုံးတည်ဆောင်ပြီးလက်နက်ခဲယမ်းများရရှိရကြောင်းတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းကော့တောင်ခရိုင်ခမောက်ကြီးမြို့နယ်မှာစက်ကြီးကောက်ပြီးပြန်လာတဲ့မာရန်တိုင်နယ်ရဲစခန်းမှာရဲစခန်းမှုရှင်းအုံမင်းအောင်စိုးပါရဲ၅ဦးကိုကြားပြတ်တိုက်ခိုက်ခဲ့ရာရဲစခန်းမှုအပါအဝင်ရဲတုံးတည်ဆောင်ပြီးလက်နက်ခဲယမ်းများတင်ဆက်ရရှိကြောင်းကော့တောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပကဖမှတာဝန်ရှိသူတအုပ်ကပြောကြားပါ ပါတယ်။အီမီလာကိုရန်နီညနေ9:00နာရီကခမောက်ကြီးမြို့နယ်အေးချမ်းသာကျေးရွာရှိလူကုံသူများရာဘာအဝယ်တိုင်များနဲ့မိုးရစေဝါရောင်ဝယ်သူများထံမှလာစဉ်ကြီးကာယူကပြန်လာတဲ့မာရန်တိုင်နယ်ရဲ့စကံမစကံမှုရဲအုပ်မင်းအောင်စိုးပါငောင်းကိုဖောက်တုံကျေးရွာနီးမှာပြည်သူ့ကာကွယ်တပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ရာရဲစကံမှုရဲအုပ်မင်းအောင်စိုးဒူရဲအုပ်မျိုးလင်းကိုနဲ့ဒူရဲရဲတကြံ စီတူတို့သုံးဦးတည်ဆောင်ပြီးတကြက်ကြီးမောင်တူဒံရရရှိခဲ့ကြောင်းသိရပါတယ်။ဆိုင်ကယ်နဲ့2ယောက်ရှိကပွိုင်နေလာတာနောက်ကကားနဲ့ကားပေါ်မှာကစခန်းမှုပါ3ယောက်ဆိုင်ကယ်ရ2ယောက်ဆိုင်ကယ်နဲ့2ယောက်မှာ1ယောက်ကဒံရရရတယ်ဆိုင်ကယ်2ယောက်ကတော့လွတ်သွားတယ်ပေါ့အဓိကလည်းကားကဝဲပြစ်တာဆိုတော့ကားပေါ်ကအကုန်သေးတာကားကကြောက်ထဲထိုးချသွားလို့ကားတော့မရှူလာခဲ့ရဘူးပစ္စည်းတွေပဲတိမ်းလာတာကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်တပ်ဖွဲ့ပါကဖမ်းမှတာဝန်ရှိသူတောင်ကပြောကြားခဲ့ပါတယ်။ ဒါအပြင်တေဆုံသူများကင်ဆာအသုံးပြုတဲ့40မမတလက်ပုံတိဆယ်လုံးနဲ့ AK အမျိုးသားတနက်နလက် AKG ပေါက်9ခုကြီးစံ64တောင်း9မမပစ္စတိုတနက်တလက်ကြီးစံအတောင်90 6လုံးပြုတနက်တလက်0.38အမျိုးသားတနက်တလက်လက်ဖြစ်ပုံ3လုံးလက်ကင်ဖုံ4လုံးပတ်စံ2000ခွဲချက်တို့တင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်အဆိုပါတိုက်ခိုက်မှုကိုကော့တောင်းမြို့နယ်ပြည်သူ့ကာကွယ်ဖွဲ့ပါကဖာရဲဘော်တွေကလုံဆောင်ခဲ့တာဖြစ်ပြီးပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ် ဇလပီဒီတိမ်မျိုးနဲ့ဆိုင်းဇံရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်နဲ့ပုံကျဲမှုကလေးလေးဥပါဝင်မိသားစုချောင်းပွဲချင်းပြီးတည်ဆုံပြီးမင်းတပ်မျိုးကိုလည်းလီရင်နဲ့ပေါင်900ပုံများကျဲချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ချင်းပြည်နယ်ဒီတိမ်မျိုးနဲ့ဆိုင်းဇံချင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလီရင်နဲ့ပုံကျဲချခဲ့ရာကလေးလေးဥပါဝင်မိသားစုချောင်းပွဲချင်းပြီးတည်ဆုံကြောင်းချင်းတော်လိုင်းရင်တိုင်ဝိုင်းနေကသတင်းဌာနကိုပြောပါရယ်။အပီလာဆိုင်ရင်ဒီမနက် မှချင်းပြည်နယ်တီးတိမ်မြို့နယ်ဆိုင်းဆန်ကျင်းရွာကိုတိုက်လေရင်နဲ့ဘုံများကျဲကြတာဖြစ်ကြောင်းဘုံလာရောက်ကျဲကြချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲဘုံကျဲခံရတဲ့အစုပါကျင်းရွာတွေမှာလည်းတော်လိုင်းတက်များတက်ဆွဲထားခြင်းမရှိကြောင်းဘုံပောက်ကွယ်မှုကြောင့်ကလေးလေးဥပါဝင်မိသားစုဝင်ချောင်းလုံးမှာပွဲချင်းမိတည်ဆုံးကြောင်းသိရပါတယ်။တည်ဆုံးတာကလေးလေးဥနဲ့လူကြီးနှောင်းဖြစ်ပါတယ်။နောက်ထပ်ကလေးတအုပ်ကတော့ပြင်းထန်ဒဏ်ရာရပါတယ်။တည်ဆုံးဒဏ်ရာရတာတွေကမိသားစုဝင်တွေပါပဲလို့ချင်းတော်လိုင်းတည်င်းရင်မြစ်တွေကရှင်းပြပါတယ်။အလာဒူအီဒီလာကိုရဲ့နေ့ည၈နာရီ၄၀မိနစ်ချိန်နဲ့ည 8:58မိနစ်ချိန်မင်းတပ်မျိုးနဲ့တိုက်နယ်လေးတွင်ရှိနေပြီးတော့အီလာလီတပ်မှတိုက်လေရင်နဲ့ပေါင်900ပုံများလာရောက်ကျင်းချကြောင်းမင်းတပ်ခြေဆိုင်ချင်းတော်လိုင်းတရင်ရင်မြစ်တွေကလူမှုကွန်ရက်မှတစဉ်တရင်ထုတ်ပြန်ထားတယ်လို့ဖော်ပြပါရှိပါတယ်ရှင်။